ောက်ပိုင်းမှာဥအောင်ရဲ့ရည်တည်ချက်ကိုကျွန်တော်တွေ့ခဲ့ရတယ်ဆိုတဲ့အပိုင်းက2000ပြည့်နှစ်နောက်ပိုင်းမှာဆိုလို့ရှိရင်ဘာသာရေးတရားဘက်ကိုတော်တော်လေးပြောင်းလဲလာတာကိုကျွန်တော်တွေ့မြင်ပါတယ်ခင်ဗျအဲ့ဒီမှာတခြားသောကျွန်တော်တို့အောင်မြင်ကြော်ကြားလာတဲ့တတိတွေနောက်ပြီးတော့ဝေကျေးစုဆောင်မိလာတဲ့သူတွေနဲ့မတူတဲ့ဥအောင်ရဲ့ရည်တည်ချက်ကိုကျွန်တော်တို့ခန်းစားတွေ့မြင်ရတာပါအဲ့ဒါတော့ဘာသာရေးပေါ်မှာဥအောင်နေနေပေါ့နော်အလေး တာပြီးတော့နေထိုင်မှုပုံစံတွေအကုန်လုံးကလည်းအရင်ကတည်းကရက်တီခဲ့တဲ့ဒီရိုးသားမှုတွေနောက်ပြီးတော့ဘဝပေါ်မှာမတိတ်မဆောင်မဲ့နဲ့အားလုံးကိုဆွဲခေါ်သွားတဲ့ဆိုတဲ့အချက်တွေကိုကျွန်တော်တွေ့မြင်ရတာပါအဲဒီလိုမျိုးရက်တီနိုင်မှုအတွက်ကိုဥအောင်နေနဲ့ဘလို့စိတ်သက်ခွန်အားတွေရရှိခဲ့တာပါလဲအဲ့ဒီဘိုင်းလေးသိချင်ပါတယ်ခင်ဗျာဟုတ်အဲဒီကိုစရောင်ကြီးမေးတဲ့မေးခွန်းလေးတွေအကောင်းတယ်ဒါကိုဖြေရတာလည်းတော့ဟိုပါပြုပါတယ်ဒီအင်တာဗျူးတွေဖြေရတဲ့ကမေးတဲ့လူကလည်းမေးတတ်မှာကိုကရတာရှိတာလေသိကောင်းတယ်ဟိုကိုက မေးတာဟာကိုစင်အောင်ကတလုံးနှလုံးမေးလိုက်တာကိုကအများကြီးပြောရတယ်တကယ်ပညာပါတယ်လေးလေးစားပါတယ်ဥအောင်ကျေးဇူးတင်တယ်အဲ့တော့အဓိကဘာဘူးလို့ဘာသာရေးဘက်ကဇောင်းပိပိလေးပြောရင်ဥအောင်ရဲ့မူထဲမှာနိဗ္ဗာန်ရလူသည်ဖြစ်စီတရားရလူသည်ဖြစ်စီနေ့စဉ်တရားထိုင်မှာဆိုတဲ့ဟာလေးဥအောင်ပါတယ်ဘာဘူးလို့ဝိပဿနာဘက်ကမုဂ္ဂဝိပဿနာဘာသာရေးဘက်ကလှုပ်ဖြေလေးပြောရင်အမေအတွက်ပဲနော်ဥအောင်အမေကအဲ့လိုပဲဟိုသူကယောက်ျားလေးတွေကြီးမွေးထားတဲ့ ယောက်ျားလေးရှိအောင်မွေးတယ်မိန်းကလေးမပါဘူးအဲ့တော့သူကသားတွေကိုအဲတင်းနေကြကြအိအုပ်ချုပ်တယ်တယောက်နဲ့တယောက်ညီကိုချင်းမင်းနဲ့ငါနဲ့မပြောရဘူးအမိခြေသူဆေးလေးတောက်မသွားရဘူးဟလာခါကုန်းသွားရမယ်စာအုပ်ဖတ်ရမယ်ညီကိုချင်းငါကိုင်မတုပ်ရဘူးပေါ့အဲ့လိုဆုံးမလာတဲ့အရာရှိတဲ့ခါကျတော့အမေကအမှတ်မထင်တဲ့ဝုန်းစုကင်ဆာလည်းဆဖြစ်လာရောဥအောင်စဉ်းစားတယ်အမေလို့ကင်ဆာဖြစ်တယ်ဆိုတာအမေတွေ့တာတန်ကျောင်းလာခောက်တာပဲနော်လို့အမေတရားအားထုတ်ရမယ်ဆိုအမေကမလုပ်ဘူး အဲ့တော့ဥပမာပါလို့ကလည်းပြောရင်ဟိုဆရာတော်ကြီးတွေတရားနာကြီးတဲ့အခါမှာကိုကို၌ကတရားမသိဘဲနဲ့အမိကိုဘယ်လိုလုပ်သွားပြီးတော့ဟိုတရားရတာပြောတာမဟုတ်ဘူးเนาะတရားကိုနံပါတ်1သိဖို့အဲလူတွေကတရားအထုတ်တရားအထုတ်ဒေဂန်ဏိတရားမှတ်တရားမှတ်သူတရားစခန်းမှန်မဝင်ဘူးပဲနဲ့ဤမှမသိဘဲနဲ့ကိုယ်စီအောင်ဘယ်လိုသွားမှတ်မလဲအဲ့တော့ဥပမာတရားစခန်းဝင်တယ်ဝင်ပြီးတော့အမိကိုတရားစခန်း ဝင်ခိုင်းတယ်အဲ့တော့အမေကိုတရားစခန်းဝင်ခိုင်းတဲ့အခါမှာအမေကအဲ့ခေတ်က6000ပေးရတယ်နော်ပတ်စံ6000တရက်ကို1000ပေးမှဝင်မှာဆိုလို့ပထမတရက်ကတော့ဘုန်းကြီးဝတ်တဲ့ရက်တော့သူကမြေတားလက်ဆောင်လာပတ်စံပေးတယ်ဘုန်းကြီးတရားစခန်းဝင်တာဟုတ်တယ်တရက်1000ဆိုတော့သူ့ကို6000ပေးရတယ်ကရုံးတုံးရတယ်အဖေရောဝင်မှာအဲ့ကြမှာသူတရားစခန်းစဝင်တယ်နောက်ဆုံးကြတော့အမေကတရားစခန်းနေလိုက်မဝင်တော့ဥအောင်ကကို့ချန်ထဲမှာကိုတရားစခန်းလောက်လာတာလို့တော့လေအမေကတရားစခန်းမလာဘူးဗျာ မလာတော့သူ့တင်ငယ်ချင်းတွေရွာသွားခေါ်ပြီးတော့နေတွေ့ပေးပြီးတော့အဲ့ကားကြီးနဲ့တိုက်လာပြီးတော့တင်ငယ်ချင်းနေတယ်မှာသူကစခန်းဝင်တာအဲ့တော့အမေအတွက်လှုပ်ပေးရင်းရနေပြီးတော့ကိုကဒီတရားစခန်းဘက်ကိုလှုပ်ဖြစ်တာပေါ့နော်အဲ့တော့တစ်နှစ်ကို၃ချိန်ဥအောင်တို့တရားစခန်းလှုပ်တယ်အဲ့တော့လူတွေကတော့တရားစခန်းလာတဲ့ဥအောင်ရဲ့အဲ့ဒီအထုပ်ပတ်တီတွေဖတ်ကြည့်လေဒီပြာကန်းနဲ့ဝင်ကြည့်သားသမီးတွေကရွှေတန်းတန်းတက်အဲတင်းတန်းသားတွေလည်းပြောတယ်ပေါ့နော်မင်းတို့ရွှေတန်းတန်းတက်တဲ့အခါမှာမိဘတွေကိုအကောင်းကျေးဇူးဆက်ခြင်းဟာတရားနဲ့ကျေးဇူးဆက်ခြင်းဟာအကောင်းဆုံးပဲအဲ့တော့တရားစခန်း အောင်တမာရီမှာသုံးညင်ရှိတယ်ပို့ပေးပါအဲ့တော့ဆရာတော်ကြီးဆရာတော်ဥဒုံဒရာကိုတိုင်လာပြီးတရားပြပေးတယ်အဲ့တော့ဟိုကိုစောင်ကြီးမေးတယ်ဒီဘက်မှာဘာဘူးလို့ဓာရီလုတ်ဖြစ်လဲပြောရင်တော့အမေနဲ့အဖေအတွက်ဥအောင်ဒီတရားစခန်းတွေကိုလုတ်တာလုတ်တော့တရားစခန်းသူသွားမဝင်ဘူးခြံထဲဆိုရင်ကြတော့သူဝင်တယ်ဝင်လာတော့သူတငယ်ချင်းတွေပါမှာပေါ့အဲ့တော့အဲ့မှာဘာလေးအချိုးချီသွားလဲပြောတော့အမေရောအဖေရောတည်တဲ့အခါမှာတုံးရထားတယ်ပျော်ပြောင်းနေတယ်မျက်လံကြောဆွဲမဖြစ်ဘူးခြေတော်တွေလက်တွေကွေးလို့ရတယ် အဲဟိုမိုးရေရွာချတယ်ပေါ့နော်အဲ့ဒါလေးဒီထူးခြားဖြစ်စဉ်လေးတွေကြုံတဲ့အခါမှာဩနောက်ဆုံးအမေတီကန်ဒီမှာဥအောင်မိုးဆရာတော်ဘုရားကြီးတရားကိုဖွင့်ပေးထားတယ်မျက်လုံးကြည့်နေတယ်ဥအောင်ဖုံးလေးနဲ့ဓာတ်ပုံရတဲ့အမေဒါဆရာတော်ကြီးတရားကိုဖွင့်ထားတယ်နော်ကိုပါကိုတရားရှုနော်အဲအမေမတိခင်မှာအဖေဆုံးနေပေါ့နော်အဖေတည်တဲ့အာတုပမှာလည်းအဲတရားရည်သက်ချတဲ့အချိန်မှာအမေမကြခင်မှာအမေဟာအဖေလိုပဲသွားမှာနော်ကိုကိုကိုတရားမှတ်နော် တောက်လျှောက်ပေါ်တော့ကိုပြောပြစ်ခဲ့တာပေါ့အဲ့တော့အမေဖေတို့အတွက်လုံရင်တန်းလန်းနေပဲကိုကဟို93နှစ်ရောက်လာတော့နောက်ပိုင်းကကို့အတွက်လည်းလုပ်တယ်လို့ဖြစ်တာပေါ့ခုနတင်နန်းသားတွေအတွက်လုပ်ပေးတယ်လို့ကို့အတွက်အကျိုးရှိတယ်လို့အမိဘအတွက်လုံရင်တန်းနေကျွဲကူးရေပါပါပဲနှစ်ခုစလုံးပါပဲဆရာဖြတ်တန်းခဲ့တဲ့ဘဝတစ်လျှောက်လုံးကြည့်မယ်ဆိုလို့ရှင်အလေဟိုချုံးမွေးတယ်ဆိုရဲအရာဆိုတာတိတ်မရှိခဲ့ဘူးအမရှိဘူးအခက်ခဲတွေအကုန်လုံးဆရာအကောင်းဆုံးဖြတ်တန်းခဲ့တယ်အဲ့ဒီထဲမှာသင်ငန်းစာ ယူတာတွေကိုချင်းစာတရားနဲ့ဆရာရဲ့ဘောအောင်ရှေ့ဆက်ခဲ့တယ်။အဲနောက်ပိုင်းမှာလည်းဆရာရဲ့ရည်တည်ချက်နဲ့အတူအများကိုအချိုးပြုတယ်။နောက်ပြီးတော့ဘာသာရေးတရားတွေလည်းဆရာအများကြီးလှောက်ဆောင်နေရဆိုတဲ့အပိုင်းတွေတွေ့မြင်ရတဲ့အတွက်အယံအောင်ဂုဏ်ယူမိပါတယ်ဆရာ။ကျွန်တော်နောက်ဆုံးမေးချင်တဲ့မေးခွန်းကတော့ဆရာအနေနဲ့ပေါ့နော်လက်ရှိဆရာရဲ့မိသားစု ဘဝယတိချက်တွေအောင်သမารိရွှေဆိုင်ရဲ့ယတိချက်အပါဝင်ပေါ့နော်ယနေ့ခေတ်လူငယ်တွေအပေါ်ကိုဆရာရဲ့အတွေ့အကြုံတွေကနေပြီးတော့ဆရာရရှိခဲ့တဲ့သင်ကန်းစာတွေဆရာရရှိခဲ့တဲ့အတွေ့အကြုံတွေပုံမူတည်ပြီးတော့အကောင်းဆုံးမြတ်တာလက်ဆောင်စကားလေးနဲ့ဆရာရဲ့ယတိချက်နဲ့နောက်ဆုံးမှတ်တမ်းတင်ချင်ပါအဲ့တော့ဟိုလူငယ်တွေကိုဥကောင်တို့အဓိက ပြောချင်တာက နော် အောင်မြင်ကြီးပွားတိုးတက်ခြင်းနဲ့ဆိုရင်နံပါတ်1ကိုကိုကိုဘာဖြစ်ချင်တာလဲအရင်မေးပါ เนาะငါဘာဖြစ်ချင်တာလဲငါရောအခုဘာဖြစ်နေတာလဲအဲ့တော့ကိုကရွှေတော့မှနေရင်ရွှေတစ်ချက်သားနှစ်ချက်သားတစ်ဆယ်သားဝယ်လို့ရမယ်ဒါတပိတ်သာဝယ်ခြင်းတော့မန်းလေးတက်လာမှရမယ်အဲ့တော့လူဟာလူငယ်တွေကြီးွားတိုးတက်ဖို့ခုနအစတုန်းကအခုကိုစောင်ကြီးပြန်မေးပေးတာသိကောင်းတယ်အဲ့တော့လူငယ်တွေကြီးွားတိုးတက်ဖို့အတွက်ပတ်ဝန်းကျင်ကောင်မိတ်ဆွေကောင်ဆရာကောင်အရန်လိုအပ်တယ်ဒီပတ်ဝန်းကျင်ကောင်မိတ်ဆွေကောင်ဆရာကောင်မရှိသရွေ့လူဟာဘယ်တော့မှမကြီးွားနိုင်ဘူး ။နော်အဲ့လိုကြီးပွားထုတ်တဲ့ပို့အတွက်လဲစာအုပ်ကအရန်ဖတ်ဖို့လိုတယ်။နော်အခုဒါကိုစောင်းလို့လဲဒါအများကြီးစာဖတ်မယ်ထင်ပါတယ်ဥအောင်လို့သိပါတယ်ကြားလဲကြားပါ။အဲ့တော့ထိုးတက်တဲ့လူတယောက်မှာအများတဲ့သူများတဲ့တာတဲ့ဝရိယသူများတဲ့တာတဲ့ခံမြင်စိတ်သူများတဲ့တာတဲ့ယူသွမှု ရှိကိုရှိဖို့လိုတယ်။အဲ့တော့ဥအောင်ဆိုရင်ဒီကနေ့ဒါဟိုပေါ့နောက်ဆုံးအနေနဲ့လူငယ်တွေကိုပြောချင်တာဥအောင်ဖတ်တဲ့ဒီဆရာကြီးရွှေဦးတောင်းရဲ့အကြံဉာဏ်နဲ့ကြီးပွားရေးဆိုတာဥအောင်ဘဝကိုပြောင်းလဲခဲ့တဲ့စာအုပ်ပဲအဲ့တော့ ဒီ24နှစ်25နှစ်အောင်အောင်ကဘသူကဒီအခုခေတ်လူဗမောက္ခဒေါက်တာအောင်ထွန်းတဲ့ပြောတဲ့ကြီးပွားရေးသင်တန်းတို့ဘေဘီလုံမှာအချမ်းသာဆုံးတို့ဘယ်သွားဖတ်မှာတော့ရန်ကုန်လိုဘယ်သင်တန်းရှိမှာတော့ကိုယ့်ရရောင်းရင်တန်းလန်းနဲ့ဒီစာအုပ်လေးတွေ့တဲ့အခါမှာခုနယူဒီခမောင်မွေးဘာကြောင့်ပြောင်းလဲတာလဲဒီတပြားလေးနဲ့ထိုးချပြီးတော့စာရွက်လေးတွေ့ရဲ့ပေါ့စီဖင်ကတ်တဲ့စာရွက်လေးကသူ့ဘဝကိုပြောင်းလဲတာလေ